်မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့ This Week အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကတော့မြန်မာနိုင်ငံတွင်းမှာတပတ်တွင်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုရွေးချယ်ကောက်နှုတ်တင်ဆက်ပေးနေတာပါဒီပတ်ထဲမှာအားလုံးသိကြတဲ့အတိုင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့အထဲက MNDA သိမ့်ပိုင်ထားတဲ့ last show မျိုးတွေကိုတရော်အကူကြီးနဲ့စစ်ကောင်စီကကုတ်ချောင်းကုတ်ချောင်းနဲ့ပြန်ဝင်လာတာကိုလည်းတွေ့ရပါရဲ့ရှင် ိုင်ငံနဲ့မှာမျိုးတွေစခန်းတွေကိုတင်ခံထားရပြီးဘာတစ်ခုမှ ဖြစ်ဖြစ်မြောင်မြောင်ပြန်သိမ်းနိုင်တာမျိုးမရှိတဲ့မဲအောင်လိုင်းတို့အကျန်းဖက်စေုပ်စုဟာတရုတ်အာကိုပစိယုလုတ်ပြီးလာရှုမျိုးတွေကို ခွေတို့ပေါက်ကဝင်လာသလိုမျိုး ရောက်လာတာပေါ့ရှင်အဲ့ဒီလာရှုမျိုးဟာဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်ပြီး အကျဲဖက်ဆူဆူအရှိမြောက်တိုင်းစစ်တနာကျုံရုံးဆိုင်ရာမြို့တော်တစ်ခုလည်းဖြစ်တယ်လို့ဖက်စစ်စစ်တဲ့အတွက်တိုက်ပွဲတွေကို အခါခါလီလီအောင်ပွဲတွေယူနိုင်ပေးလို့ဂျပန်ဆီယိုစုဂုံယူခဲ့ရတဲ့စစ်တိုင်းတစ်ခုလည်းဖြစ်နေပါဗါးအဲ့ဒီလိုတိုင်းသားတွေကိုဒေတာဂန်တွေကိုအနိုင်ကျင့်ရမှာအောင်ပွဲလီလီရလို့သူတို့ဂုံယူနေတဲ့စစ်တိုင်းဟာဆိုရင်မင်းအွန်လိုင်းလက်ထက်မှာလည်းရောက်ရော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDA ဥဆောင်တဲ့တော်လှန်တပ်တွေဟာအခုလိုသိမ့်ပတ်လိုက်တာဖြစ်ပြီးတိုင်းမူအဆင့်တွေတောင်ဒူထောက်လက်မြောက်အလံပြူထောင်ရလို့အဆက်တွေပြန်ပြန်ကွဲကြတာပြည်သူတွေအလုံးလဲတည်ပြီးသားဖြစ်မှာပါရှင်အဲလိုစစ်တိုင်းကြီးပါသားလို့အဆက်ပြေပြန်သိမ့်ဖို့အတွက်ဘာစစ်စင်ရေးညာစစ်စင်ရေးနဲ့ပြန်သိမ့်မယ်ဆိုပြီး အားချောင်ခဲ့ကြပြီမယ်လေနောက်ဆုံးမှာတော့တိုင်းစစ်ထနာချုပ်ကို ပြန်သိမ်းဖို့မဆိုထားနဲ့အနည်းနာကတော်လင်းတက်တွေတင်ထားတဲ့မြို့ငယ်လေးတွေအနာကိုတော့မကတ်နိုင်သေးပါဘူးအဲ့လိုမကတ်နိုင်တော့မှန်းလဲတည်ရောမင်းအောင်လိုက်တို့ဆေးအုပ်စုတိုက်ဟာပြည်ပအာကိုပစိယုံလုပ်ပြီးပထွေးကိုအာကိုတော့တာပါပဲအဲ့ဒီမှာမင်းအောင်လိုက်တို့အကျန်းဖက်ဆေးအုပ်စုဟာဆိုရင်တရုတ်စီကို လေးဘဲထောက်သွားပြီးတာကောယူဝါကေပါအောင်တွေလွတ်ပါလေရောတယောက်ကလည်းသူ့ရဲ့ဒုမနာတာဒုက္ခရောက်တော့ညံပေါင်းစုံထုတ်ပြီးကိုပါလေရောရှင်အဲ့ဒီမှာတယောက်ဟာသူ့ကိုစင်ရကြည့်မှုနယ်စပ်တစ်လျှောက်မှာထိဆက်မှုတွေကိုအခွင့်ကောင်းယူပြီးတော့ကုံစီလမ်းကြောင်းပိတ်ဆို့ဖြတ်တောက်တာ MLDA ခေါင်းဆောင်တွေကိုဖန်စီအကြက်ကင်တာစတဲ့ပုံစံမျိုးစုံနဲ့ တော်လင်းတဲ့တွေကိုဖီအားပေးပါလေရောဒါတော့ချက်ချင်းရတာမဟုတ်ဘူးနော်အကျဉ်းချင်းအခါခါဖီအားပေးဆွေးနွေးအပြီးမှာသဘောတူညီမှုတွေရခဲ့တာအလုံးလဲသိပြီးသားဖြစ်မှာပါရှင်အဲလိုတရုတ်အာကိုနဲ့လာရှုမျိုးကို ပြင်ရတာတော့သူတို့ကြီးပဲမလာရဲလို့လားမသိဘူးရှင်တာကိုကြီးလိုက်ပို့ပါဆိုပြီးခေါ်လာသလားအောက်မရတယ်တရုတ်အလံလေးတွေလှင်ပြီး ဧပြီလ19ရက်နေ့ကလာရှိုးမြို့ရဲကိုတရုတ်အထူးတန်တပန်တင့်ရွှေကျင်းဥဆောင်ပြီးဝင်လာတာမှာမဲအောင်လိုင်တို့စေဥစုတိုက်ကနောက်ကနေကုတ်ချောင်းချောင်းနဲ့လိုက်ပါလာလေရောရှင်အဲ့လိုတရုတ်ကမြမနိုင်ငံရေးကိုသူတို့နိုင်ငံရဲ့နိုင်ငံလေးလို့သဘောထားပြီးပြောင်ကြကြနဲ့ဝင်ဆွတ်ဖတ်တာပေါ့ရှင်ဒီလောက်ပေါ်ပေါ်ထင်ထင်ဝင်ဆွတ်ဖတ်နေတာတော့ မြမရေးမှာတရုတ်ကဂျားဝင်စုတ်ဖက်မှုမရှိဘူးဆိုပြီးဧပြီလ22ရက်နေ့သတင်းစာရှင်းလင်းွဲမှာတရုတ်ဆိုရနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောင်းလဲပြီးညှင်းခဲ့တာလို့လည်းတွေ့ရပါတယ်။သူကပြောသေးတယ်ရှင်။နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်မစုတ်ဖက်ရေးမှုကိုလိုက်နာပြီးမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးအမျိုးသားညီညွတ်ရေး နေမြေပိုင်ဆိုင်မှုတွေကိုထောက်ပံ့နေပါတယ်ဆိုပြီးပြောသေးတာမှတ်တောင်းထားရအောင်မယ်အဲ့လိုတွေပြောပြီးနောက်တည့်ရဲ့သတင်းစာ ရှင်းလင်းပွဲကြပြန်တော့လဲစစ်ကောင်စီအတွက်တရုတ်ကဂျာဝင်တပ်တွေဖြစ်ပါဝင်ဆောင်ရွက်ပေးတာလို့ထပ်ပြောပါလေရော သူတို့ပဲဝင်မဆွတ်ဘူးလို့ပြောလိုက်ဝင်ပါပေးတာပြောလိုက်နဲ့ရှင်နောင်မကြီးဂလုံးစံပါလေရောရှင်အဲ့ဒီမှာလာရှိုးမျိုးကို စစ်တပ်တွေလည်းရောက်ရောစစ်တပ်ထောက်ခံ lobby တွေတိုက်အတန်ပေါင်းစုံထွက်လာပါလေရောတချို့စစ် lobby တွေကတော့တရုတ်ရှိလေးပဲထောက်တောင်းပန်ပြီးမြို့ပြန်ရတာကိုပဲငါရောအဖအကွက်တွေကလှလိုက်တာတို့ကြည်တစ်ချက်မဖောက်ပဲမြို့ပြန်ရပြီတို့မဆာရဝါကမန်တက်ကြွနေကြပါလေရောတချို့စစ် lobby ကြတော့လေ တမျိုးမှမတိုက်နိုင်ပဲတွားတောင်းပန်လို့ရတာရှက်ဖို့ကောင်းလိုက်တာတရုတ်ကလာရှိုးမြို့မှာလာထိုင်ပြီသူတို့စစ်တပ်ကိုကာကွယ်ပေးနေရတာခေါင်းဆောင်တွေမရှက်ကြဘူးလားတို့တရုတ်လက်အောက်ကြာကုန်ပြီးတော့လောင်တပိုက်ကတဖုံနဲ့သူတို့စစ်လော်ဘီထဲမှာလဲမင်းအောင်လှရဲ့ညံ့ဖျင်းမှုကြောင့်ကွဲပြင်းနေကြတာတွေလဲမြင်မကောင်းပါဘူးရှင်သူတို့ပောက်ကွဲမယ်ဆိုလဲပောက်ကွဲစရာပဲလေ ဒေါ်ဆန်းစစ်ကြည်တို့နိုင်ငံကိုဥဆောင်တုန်းကတော့နိုင်ငံသားဩဇာကံဖြစ်တော့မယ်ဆိုပြီးတပုတ်လွေလွင်တွေပြောဆိုအားချောင်ခဲ့ကြတာမလားသူတို့ပါအကြမ်းဖက်မင်းအောင်လိုင်းနိုင်ငံအာဏာလဲလူယူလဲပြီးရောနိုင်ငံသားဩဇာကံအဆင့်တောင်မဟုတ်တော့ဘူးပဲမြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ပြည်내အဆင့်ရောက်တဲ့အထိဖြစ်ပါလေရောရှင်အဲဒီတော့ မျက်စိစုံမိတ်ထောက်ခံခဲ့တဲ့စစ်လော်ဘီတွေလောင်မယ်ဆိုလဲလောင်စရာပေါ့တကယ်တော့လာရှိုးမျိုးကိုစစ်ကောင်စီလက်ထဲပြန်ရတာဟာ တော်လိုင်းတက်တွေပက်ပက်လေရှိနေတဲ့အတွက်ဘာမှလုပ်ရမှာမဟုတ်တဲ့အပြင်အာနာရှင်အဆုံးတက်ရင်နှွေဦးတော်လိုင်းရေးကြီးရဲ့ဘိုးချက်ဟာ မြေပြန့်ဒေတာဖြစ်တဲ့အတွက်စစ်မနိုင်လို့ဟိုလူကိုအဖေခေါ်ဒီလူကိုအဖေခေါ်ရတဲ့အကြမ်းဖက်စစ်တပ်ကိုလည်း တော်လဲတဲ့ပေါင်းစုတွေကခေါင်းဝတ်ဖော်နိုင်အောင်ဆက်လက်တိုက်ခိုက်ပြီးမြမမြေပေါ်ကနေအပြီးတန်မောင်းထုတ်သွားမှလဲမလွဲဧကန်ဖြစ်နေတာပေါ့ရှင်ကဲတရုတ်အာကိုပစိယုံမင်းအွန်လိုင်းလို့စစ်တဲ့ဟာဆိုရင် အပြည့်ရက်တဲ့တို့ဒုတိယအကြိမ်တက်တန်းတိုးတယ်လို့ဘလောက်ပဲပြောပြောလူကြားကောက်အောင် ဟန်ပြလုပ်နေတာဖြစ်ပြီး တကယ်လက်တွေ့မှာတော့တော်လင်းတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို လေရင်နဲ့ဘုံသွားသွားကျဲနေတာကြောင့်တော်လင်းတပ်ဖွဲ့တွေဘက်ကပြန်တိုက်တဲ့အခါလဲကြာရော သူတို့စခန်းတွေပါသွားပါလျော်ရှင်။ကဲဒီရက်ပိုင်းမှာပဲငလင်ကြောင့်အပြည့်ရထားပေးတဲ့အာရခတက်တော်သိမ့်ပိုက်ထားတဲ့မြို့တွေကိုဘာတိုက်ပွဲမှမရှိပဲမထီခလုတ်ထီခလုတ်သွားသွားပြီးဘုံကျဲနေတော့ဟိုကစစ်မရှိတော့ပဲ ထလှုပ်လိုက်တာဟာလေးမင်နာမြို့ရဲကပန်းတော်ကြီးရွာကစစ်ကောင်စီတက်ပါသွားပါလျော့ရှင်အခုလဲ AAPDF ပူပေါင်းတပ်တွေဟာလေးမင်နာမြို့ရဲကိုဝေရောက်လာနေရလို့ဆိုပြီးလေးမင်နာမြို့ရဲကကျေးရွာအုပ်ချုပ်ရေးမှုတွေတမန်တွေစစ်တပ်အားပေးတွေဟာကြောက်လန့်ကြနဲ့ပြေလွှာပြီးစစ်တပ်စခန်းတွေစီမှာသွားပုံကြကုန်ပြီတဲ့သူတို့အားကိုးတဲ့စစ်တပ်တောင်အေးအေးလာပြီးဟေ့ဆိုတာနဲ့ နောက်ဆုံးမှာလက်လက်ချအလံပြူထောင်တဲ့သူက ထောင်တဲ့ထွက်ပြေးသူကထွက်ပြေးနဲ့စောက်တရားများဖြစ်နေတာအုံကြီးတို့ဒလန်တို့ကိုကာကွယ်ဖို့ဆိုတာအဝေးကြီးပါပဲရှင် မပြေးလို့လည်းမရဘူးလေဟိုတလောလေးကမှ PDF တွေသိမ်းလိုက်တဲ့အင်းတော်မျိုးမှာဆိုရင်စစ်တပ်အယိုးရင်လေးစာပြီးပြည်သူဘုတ်ကို အနိုင်ကျင့်နေတဲ့အုံကြီးတစ်တိုက်နဲ့ဒလန်တစ်တိုက်ကိုဖမ်းဆီးအရေးယူပြီး သူတို့ထိုက်တင့်တယ်ရနဲ့ထိုက်တင့်တဲ့ဥပဒေနဲ့အပြစ်ပေးဖို့အတွက်တော်လန်းတက်တွေကလုံနေပြီလေအခုလဲအုပ်ကြီးတွေဒလန်းတွေမိရင်သူတို့လုတ်ကန်တဲ့လုတ်ရက်တွေနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကို ပြန်ပေးခံရမှာတိလို့အခုလို ပြေးကြတာပေါ့ရှင်အေးအေးထိုးစစ်ဆင်နေတဲ့ AR တိုင်းကလေးမျက်နှာမျိုးနဲ့လေချင်းနိစက်တဲ့ပြည်ခရံနဲ့တာရီခရံဘက်မှာဆိုရင်လေတော်လိုင်းတဖွဲ့တွေအကောင်းလာတာကို တွေ့နေရတဲ့အတွက် စစ်ကောင်စီဘက်ကတော့မျက်ခုံးတွေလှုပ်နေမှာအသေးချာပေါ့ရှင်ပြည်ခိုင်တဲကမင်းလာမြို့နားမှာဆိုရင်လဲတော်လန်းတတွေစိုးမိုးလာလို့မျိုးပေါ်မှာခံစစ်အသေးတန်ပြင့်နေတယ်လို့လမ်းတွေပိတ်အစစ်စေးတွေကျန်းနေတာတွေရဟရင်နဲ့ရွာတွေကိုရန်တန်ပစ်ခတ်တာမျိုးတွေကိုတော့တွေ့ယူသူရဲနေနဲ့လုံနေတာကိုလည်းတွေ့ရပါတယ်ရှင်ဒါကပကိုးဘက်ကအခြေအနေဖြစ်ပြီးကရင်ပြည်နယ်ဘက်မှာဆိုရင်လည်း စစ်ကောင်စီကအပြစ်ရက်တယ်အပြစ်ရက်တယ်ပျော်ပျော်ပြီးဘုံကျဲနေတဲ့အတွက် KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာမခံနိုင်တဲ့အဆိုးမှာနေဆက်မြင်းတစ်ချောင်းမှာရှိတဲ့သူ့ရဲ့စခန်းကြီးစခန်းငယ်တွေကိုတိတ်လိုက်တာကိုလည်းတွေ့ရတာပေါ့ရှင်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လဲကောက်ကရိတ်နဲ့ဂျုံတိုးလမ်းပိုင်းကစစ်တပ်ဂိတ်စခန်း၅ခုကို KNL နဲ့ PDF ပူးပေါင်းတပ်တွေက တိမ့်ပိုက်ထင်းချုပ်လိုက်တာကိုလည်းတွေ့ရပါတယ်။အဲ့ဒါသာ ကြည့်တော့လေရင်မရှိရင်စစ်မတိုက်တက်တော့တဲ့စစ်ရှုံးစစ်ကောင်စီဟာဆိုရင် သူတို့အားကိုးစရာလေရင်နဲ့ဘုံတွေသာလိုက်ကျင်းနေတာ။ဘယ်စကန်ဘယ်မြို့မှာပြန်မသိမ်းနိုင်တာလက်တွေ့ပါပဲရှင်။သူတို့ကလေရင်တွေနဲ့ဘုံကျလိုက်မြေပြင်မှာစခန်းတွေမြို့တွေအသိမ်းခံရလိုက်နဲ့အဲ့ဒီလိုအသိမ်းခံရရင် အမေကျော်တွေးတော်လမ်းပြီး သူတို့ပထွေတရုတ်ကို သွားသွားတိုင်လိုက်နဲ့ဟုတ်နေပါလျောရှင်ပြောချင်တာကတော့ရှင်မေအောင်လိုင်းတို့စေုပ်စွာဆိုရင်တရုတ်စီကို လေးပဲထောက်ပြီးတကောကူပါအောင်အဲ့လိုတွေသွားလုံနေလို့သာရှိနေသေးတာတရုတ်သားအိမ်ကြီးချင်းကောင်ပီတာပြီးသဘောထားတာစစ်မှန်ခဲ့မယ်ဆိုရင်အခုချိန်မှာဆိုရင်မေအောင်လိုင်းတို့စေဟုတ်စုတစ်ပိုက်ဟာ အထုတ်ကလေးပိုက်ပြီး ပြေးနေရမှာမြေရောင်ပါသေးတယ်ရှင်အကျက်တစစ်တက်ကပြောလို့မှမဆုံးသေးဘူးလှုပ်လာပြန်ပြီကဲအခုပဲကြည့်ငလင်ဘေးတဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာကနေပေးပို့ထားတဲ့အရေးပေါ်ရိက္ခာတွေစေဝါတွေကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုဘာတစ်ခုမှထိတိယောက်ဖြတ်ဝေမှုမရှိဘဲ နေပြည်တော်မှာစုပေါင်းထားတယ်လို့ငလင်ဘေးကူညီရေးမှာစစ်ကောင်စီနဲ့တွဲလုံနေတယ်။ကူညီပေးရေးသမားချို့ကဒီတစ်ပတ်ထဲမှာရန်ကုန်ခေတ်စ်ကိုအသိပေးပြောဆိုလာပါတယ်။မြန်မာနိုင်ငံမှာအာနာတိန်စစ်တဟာဆိုရင်ခေတ်ဆက်ဆက်သူတို့ပဲအကုန်သိသူတို့ပဲအကုန်တက်လုံနိုင်တယ်ဆိုတဲ့အချိုးမျိုးတွေလုပ်ပြီးတကယ်တမ်းလုံဟေးဆိုရင်တော့အိုနင်းခွနင်းဘာတစ်ခုမှကိုဖြစ်ဖြစ်များများ မလောက်နိုင်တာကိုလည်းတွေ့နေရတာပါပဲရှင်။နာဂိတ်မုံတိုင်းတိုက်တုံးကဆိုရင်လေနိုင်ငံတော်ကကူပါမယ်ဆိုရတာမူနေသေးတာ။မတက်တာလို့နိုင်ငံတကာကိုကူခွင့်ပေးခဲ့တာတော့မှသူတို့ပါမတော့သူတို့ခွင့်ပြုရင်မသွားရဘူးလို့တော့ဘယ်သူကိုလှူမာဒုံးလို့စစ်လာစေးလာနဲ့ဖန်းစည်းကြရအောင်လောက်ခဲ့သေးတာပါရှင်အခုလဲဘာထုလဲ ဟိုလူမလူရဒီလူမလူရနဲ့ခွင့်ပြုချက်တောင်းရမယ်လို့လိုက်ပြောသေးတာကဲအခုလည်းကြာရောနိုင်ငံတကာအရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေဒုက္ခရယ်တွေစီကိုဘာတစ်ခုမှမရဘူးကိုရောင်ထဲမှာရှိတယ်တဲ့ကဲကောင်းရောတချို့အရေးပေါ်ကဲဆဲကူညီထောက်ပံ့ပစ္စည်းတွေဆိုတာဟာချက်ချင်းလန်ငယ်ထောက်ပံ့ကူညီကဲဆဲရတာလေအဲ့ဒါကိုရောမင်းအွန်လိုင်းလို့စေုပ်စုက တိရောတိရလားဟေ့မတိပါဘူးရှင်အခုလဲအထဲကအဲ့ဒီပစ္စည်းတွေဟာနေပြည်တော်ကလူကယ်ပြန်ဝန်ကြီးဌာနရုံးရှိကွင်းပြင်ထဲနဲ့တချို့ကိုတော့အာကစားကွင်းတွေမှာစုပြုံထားတော့မယ်လို့တွေ့မြင်လိုက်ရတဲ့ပရာဟိတလူဝေးအဖွဲ့အစည်းတွေကပြောပြပါသေးတယ်အခုလဲကြည့်နာခိတုံးကလိုပဲတကယ်လူနေရဲ့စီတွေကိုမရောက်ဘဲ သူတို့လက်အောက်ကထွေအုပ်ဝန်ထမ်းတွေရဲ့ရက်ကျဲအုပ်ချုပ်ရေးမှုတွေရဲ့သူတို့ဆွေမျိုးတသက်ရဲ့လက်ထဲတွေပဲထည့်နေတာကတမျိုးဘုံတာကတမျိုး နောက်ဆုံးကြတော့အရေးပေါ်စာနဲ့ရိတ်ခါတွေအပြင်းမာပြောင်းရောင်းတယ်ဆိုပြီးတည်င်းတွေထွက်လာပါလေရောတကယ်လူနေတဲ့စကိုင်းတို့မန္တလေးတို့မှာကြတော့ဟိုလူလက်ထဲရောက်မှာစိုးသလိုလိုဘာလိုလိုတွေနဲ့ ချောင်းထိုးထားပါလေရောလုံးတက်တဲ့သူကလုံမယ်ဆိုတော့လည်းမဟုတ်ပြန်ဘူးအခုတော့အာနာလူစစ်တရဲ့အရေးချင်းကိုမြင်တွေ့ရတော့လုံးတက်တာဘာမှမရှိတာဘူးပေါ်သလိုပေါ်လာတာပေါ့ရှင်မင်းအောင်လိုင်းတို့ကြမ်းဖက်စေုပ်စုဟာဆိုရင်တိုင်းပြည်ကိုတနတ်ကလေးတပြပြလုပ်ပြီးလူလိုက်တာနဲ့အုတ်ချုံလို့ရမယ်လို့စေုပ်စုကထင်နေပုံရတယ် တကယ်တမ်းကြာတော့ဘာတစ်ခုမှမလုတ်တဲ့မကန်တဲ့နဲ့သူတို့အုပ်ချုပ်ရာနေရာတစ်ခုလုံးပျို့ကျပျက်စီးသွားတာတော့ကောင်းကောင်းစီမံခန့်ခွဲပြီးကေစိမ်းမလုတ်နိုင်တာပြည်သူတွေကယ်ဖို့ဆိုတာအဝေးကြီးပါရှင်အဲ့လိုဘာတစ်ခုမှမလုတ်တတ်တဲ့သူတွေစီကဘာရင်မျော်လင့်လို့ရမလဲရှင်ဘာမှမျော်လင့်မနေနဲ့အဲ့လိုနှစ်လက်ပိန်းတို့စိမ့်ပိန်းတွေကို မောင်းထုတ်ရုံမှတပါး တခြားမရှိဘူးဆိုကြင်တာပေါ့ရှင်ဒါတော့ရန်ကုန်ခေတ်ရဲ့ဒစ်စရီအစီအစဉ်ကိုတင်ဆက်ပေးတာပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ